ဆိုတာအချာအလေးစားဆိုတာအချာအမိတ်ပါဒဆိုတာအချေဆိုတဲ့အကျိုးကို ီယာဆိုရယ်အကောင်ဒီယာဣသာမေဘောယိဘုရားသစ္စာဒီဘောယိဂျေဒီယာအမောနီယာသစ္စာဒီ ခေါ်တယ်ဘုရားသစ္စာဘုရားသစ္စာဒီအကြောင်းတရားလားအကျိုးတရားလားဘုရားပါဘုရားဒုက္ခသစ္စာဒီအကြောင်းတရားလားအကျိုးတရားလားဘုရားပါဘုရားအဲဆိုအဲ့ဒုက္ခသစ္စာကြီးကိုထုတ်လုပ်ပေးတာထုတ်လုပ်ပေးတာဘာသစ္စာလဲဘုရားသစ္စာဒုက္ခဖြစ်ကြောင်းဒီဘာသစ္စာဘုရားသစ္စာဒုက္ခဖြစ်ကြောင်းဒီဘာသစ္စာဘု ာလားတဏ္ဍာပါဗျာတဏ္ဍာမရှိရင်ချမ်းသာလို့ဆိုတဏ္ဍာရှိအောင်လုပ်မလားတဏ္ဍာမရှိအောင်လုပ်မလားတဏ္ဍာရှိအောင်လုပ်ပါဗျာဟုတ်ကဲ့တဏ္ဍာမရှိတဲ့နေရာဒုက္ခချုပ်သွားတဲ့နေရာတဏ္ဍာမရှိတဲ့နေရာဆိုတာဘာလဲဒုက္ခချုပ်သွားတဲ့နေရာတဏ္ဍာမရှိတဲ့နေရာဘာချုပ်တဲ့နေရာဒုက္ခချုပ်သွားတဲ့နေရာဒုက္ခချုပ်တာကိုပါဠိလိုပြောရင်ဒုက္ခနိရောဓဗန္ဒီရောဓဒုက္ခနိရောဓသစ္စာနဲ့ပြင်ဗတ္တိသာနိရောဓသစ္စာအချမ်းသာလားချမ်းသာလားချမ်းသာပါဘုရား ယောရတ္တဆောင်အရာကောက်တော့ဘာလို့ခေါ်လဲနေတံဘာလို့ခေါ်လဲနေတံဒီကလေးမချမ်းသာဘူးလားချမ်းသာလားချမ်းသာပါဗျာအဲဒီနေတံဆိုတာအကြောင်းတရားလားအကျိုးတရားလားအကျိုးတရားဘာလို့ချုပ်သွားတဲ့နေရာတဏှာကိုချုပ်သွားတယ်နေတဏှာချုပ်သွားတာကိုဘာလို့ခေါ်လဲနေတံတဏှာချုပ်သွားတာဘာလို့ခေါ်လဲနေတံတဏှာချုပ်တာနဲ့စေရချုပ်တာမတူလားတူလားမှန်ပါတယ်ဗျာလူချင်းနေလို့ဘာလို့တာစေရတာ လူချင်းနာတွေမရှိရင်စင်ရမလားချမ်းသာမလားချမ်းသာပါပဲဗျာအဲဒုက္ခတွေချုပ်သွားတဲ့ဒုက္ခនិရောဓသစ္စာနဲ့ပြောရင်မသစ္စာនិရောဓသစ္စာအရာကောက်တော့ဘာလို့ခေါ်လဲနိဗ္ဗာန်အဲ့ဒါဒီအကြောင်းတရားလားအကျိုးတရားလားအကျိုးတရားအဲ့နိဗ္ဗာန်ဆိုတဲ့အကျိုးတရားချမ်းသာခြင်းကိုလူချင်းရင်ဒုက္ခချုပ်ရာယောက်ျောင်းအကျင့်တရားပြောကြည့်ပါဦးဒုက္ခချုပ်ရာယောက်ျောင်းအကျင့်တရား ဒုက္ခဂามိနိဒုက္ခနိရောဓဂามိနိပြိပရာဒုက္ခချုပ်ရာယောက်ျောင်းအကျင့်တရားသည်တခြားလားမဂ္ဂင်ရှိပါလားမဂ္ဂင်ရှိပါပါဗျာသစ္စာနဲ့ပြောတော့မသစ္စာမေဃာသစ္စာသစ္စာနဲ့ပြောတော့မသစ္စာမေဃာသစ္စာအရာကောင်းတော့မရှိပါမဂ္ဂင်ရှိပါမဂ္ဂင်ရှိပါသည်ဒုက္ခတွေချုပ်ဖို့အတွက် ကြင်ကြံပွားများအထုတ်ရမယ်အကြောင်းတရားဗတရားလေကြောင်းတရားဒါဆိုမေဂတိသာဗတရားအကြောင်းတရားညောရာတိသာကအကျိုးတရားဒါဆိုအကြောင်းအကျိုးအကြောင်းကျိုးတရွဲစီမြောင်းလိုက်ရလားတရားဒါကြောင့်မလို့ပဋိစ္စသမုပ္ပါသစ္စာလေးပါဘဒူလာတူတူပဲလားတရားဒါဆိုအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေတို့ကအကျိုးကိုတတ်မလားအကြောင်းကိုတတ်မလား ထားပါဘုရား။ဘုရားဗျာရေးတရားကအကျိုးတတ်တာလားအကြောင်းတတ်တာလားအကြောင်းတတ်ပါဘုရား။အဲဒီစည်းရဲဆိုတဲ့ခန္ဓာ၅ပါးကြီးဒီပယ်ရမယ့်တရားလားသိရမယ့်တရားလားသိရမယ့်တရားပါဘုရား။စည်းရဲဆိုတဲ့ခန္ဓာ၅ပါးကြီးဒီပယ်ရမယ့်တရားလားသိရမယ့်တရားလားသိရမယ့်တရားပါဘုရား။ခန္ဓာ၅ပါးပါလေယောဝေဒနာပညာသင်္ခါရဝိညာဉ်ခန္ဓာနဲ့ပြည့်စုံပါဦး။

ြောကြည့်ပါဦးဒေညာမေယောအာယနာသတ္တဝေနာအဲ့ဒါဘာနဲ့ပြောရင်တုတ်တယ်နဲ့ပြောရင်တကယ်တော့ခန္ဓာဘယ်နှပါးတွေအဲ့ခန္ဓာ၅ပါးဒီအကျိုးတရားကြီးမလို့သူ့ကိုပယ်ရမှလားသိုံနဲ့သိရမှလားသိုံနဲ့သိရပါဗျာဒီခန္ဓာ၅ပါးထဲမှာဝေဒနာပါလားပါရည်လीပါရည်ပါပါလို့ပြရတယ်ခန္ဓာ၅ပါးထဲမှာဝိညာဉ်ပါလားပါပါရဲ့ဗျာဝိညာဉ်နေရော ိုးတရားကြီးဒီသိုံမဲသိရမယ်ဆိုတော့ဝေဒနာဆိုတာသိရမယ်တရားလားသိရမယ်တရားလားသိရမယ်တရားပါဗျာနိုင်နိုင်ဘောသိရသိုံရောကိုက်ရကိုက်တယ်ထုံရထုံတယ်ကြည်ရကြည်တယ်မာရမာရပြော့ရပြော့တယ်လေးရလေးတယ်ပေါ့ရပေါ့တယ်ကျဲရကျဲတယ်ချောရချောတယ်သိတဲ့အတိုင်းမကျန်လေးပြောချောပေါ့ပြောကြအောင်မကျန်လေးပြောချောပေါ့ ူစီခွေစီပူအေးထောက်တော့ ံးကြတယ်ဆိုတဲ့သဘောတရားတို့သည်ဒုက္ခသစ္စာအသစ္စာဒုက္ခသစ္စာကျောင်းတရားလားအကျိုးတရားလားအကျိုးတရားအကျိုးတရားတရားမှလားသိရမှာလားသိရပါဘူးဗျာနာရင်နာတယ်လို့သိုံနဲ့သူ့ကိုပယ်လို့မရဘူးဗျာနာရဲအကြောင်းရင်းကတခြားလားတဏှာလားတဏှာပါဗျာအဲ့ဒီဒုက္ခရသစ္စာဘာလို့ရမှာပယ်ရမှာပါဗျာဟောဒုက္ခသစ္စာဝေဒနာပယ်အောင်ကြိုးစားမယ်ဝေဒနာချုပ်အောင်ကြိုးစားမယ်ဟုတ်ပါမလားဟုတ်ပါဗျာဝေဒနာချုပ်လို့ရမလားမရ ခန္ဓာရှိရင်မရှိလေဝိညာဉ်ပါဗျာဝိညာဉ်ဉာဏ်နာဖြစ်ပြီးစိတ်စိတ်ကြပြီးတော့မှအဲ့ဝိညာဉ်ကုန်သွားဝိညာဉ်မလာရောခန္ဓာမရှိရင်ဘာလည်းမရှိဘူးဝိညာဉ်ပါဗျာအဲ့တော့ရှင်ပြောရဝိညာဉ်ကြော်လို့မရပါဘူးဗျာဝိညာဉ်ဘာလို့ယုံလဲတည်ယုံလဲဘာတရားလဲအကျိုးတရားဘာတရားလဲအကျိုးတရားတရားမှာအကျိုးလားအကြောင်းလားမရပါဘူးဗျာခန္ဓာကိုထုတ်လုပ်နေတာဘာလို့လဲတဏှာ တော်ဝင်းမြတ်မြတ်ထွန်းကုန် ဆင်ရုံစွာအလူမင်းဥဇောဝင်းဒေါ်ရီမာချိုကောဒေါ်ဝိတာကာအမတ်ဆင်29မိသားစုဒေါ်ဖြူဖြူဝင်းကောဒေါ်ပန်နိတာအမတ်ဆင်330တို့ရုံစွာအလူဥကေမောင်းဝင်းဒေါ်ရီချိုသာမောင်ရဲမင်းမိသားစုမှာဥပမာဝင်း ဝိနေအင်းဒီဒီစာအင်းဝတ်ပါလေပြန်လူစင်ညာလူကပုဂ္ဂိုလ်ဤကိုသာကြားဤတော်မှာမေတ္တာပို့တာစူတောင်းပဒမရှိခြင်းဖြစ်ပါ၏